အဖိုးဦးချစ်ရဲ့ပိုင်ဆိုင်မှုတောအုပ်ကြီးထဲမှာအဖိုးကိုတူရိုင်းတိုင်းတိုင်းရှောက်လန်းနေတဲ့ခြောက်တွေ့တဲ့ထင်းတုံးတွေကိုလိုက်ကောက်နေရင်တခါတလေကျတော့အပြင်းပြင်းချောင်းဆိုးတန်ကြီးထွက်လာတယ်ဒီအသက်85နှစ်အရွယ်အဘိုးဦးချစ်ဟာသူ့အသက်အရွယ်နဲ့မလိုက်အောင်အားဟင်ချို့တဲ့ပြီးငန်းနေနေပုံရတယ်သူ့ကိုမြင်တဲ့သူတိုင်းကရိုးရိုးသာမန်သူဖုံးစားတယောက်လို့ထင်ကြတယ်ဘသူမှလည်းဂယုစိုက်ကြပုံမပေါ်ဘူး အဖိုးချစ်ကသူအမြဲတမ်းလုံနေကြအတိုင်းတော်ရဲကို ဝင်လာခဲ့တယ်။တရိစံတွေကိုလိုက်လံပစ်ခတ်ဖို့မဟုတ်ဘူး။တစ်ပင်ကြီးတွေကိုခုန်လဲဖို့လည်းမဟုတ်ဘူး။မြေပြင်ပေါ်မှာပြန့်ကျဲနေတဲ့တစ်ကိုင်းချောက်လေးတွေကိုစုဆောင်းဖို့ပဲ။အဲ့ဒီတစ်ကိုင်းလေးတွေကတခါတလေကြတော့ ရောင်းချလို့ရတယ်ဒါမှမဟုတ်ရေနွေးအိုးတည်ဖို့လောက်တော့တုံးလို့ရတယ်ဒီတော့အုပ်ကြီးဟာတစ်ချိန်လုံးက သူ့ပိုင်ဆိုင်မှုဖြစ်ခဲ့တယ်ဆိုတာသူသိတယ်အရာရာမပြောင်းလဲသေးခင် သူအားလုံးကို မဆုံးရှုံးသေးခင်တုန်းကပေါ့ဒါပေမဲ့အခုတော့ဘသူမှမတိကြတော့ဘူးဒီအဖိုးအိုဟာဘသူမှမမှတ်မိတော့တဲ့လမ်းဘေးလူတယောက်သာဖြစ်နေပြီဖန်းစီခံရခြင်းဟေ့အဖိုးကြီးဘာလုပ်နေတာလဲ ရင်းထန်တဲ့အတန်ကြီးကတိတ်ဆိတ်နေတဲ့တောအုပ်ကိုပွင့်အံလိုက်တယ်။အဖိုးချစ်ချေလန်းတွေရက်တန့်သွားတယ်။သူ့အနားကို လူသုံးလေးယောက်ရောက်လာတယ်။သူတို့ကရဲဝတ်စုံမဟုတ်ပေမဲ့အစိုးရဝန်ထမ်းတွေလိုဝစ်စင်ထားတဲ့ကုမ္ပဏီလုံခြုံရေးတွေဖြစ်ကြတယ်။ကုမ္ပဏီပိုင်မြေကနေတခိုးယူနေတာလား။သူတို့တွေကတယောက်ကအော်ဟစ်မင်းမြန်းနဲ့အဖိုးချစ်ကသူ့လက်ထဲကတကိုင်းတွေကို ကြည့်ပြီးမှ သူတို့ကိုပြန်ကြည့်တယ်။ ဖိုးကတခိုးတာမဟုတ်ပါဘူးကွယ်မြေကြီးပေါ်ပြန်ကျဲကြနေတဲ့တက်ကန်းချောက်လေးတွေစုနေတာပါသူတို့တွေကတယောက်ကခနဲ့တဲ့ရေမောလိုက်တယ်ဒီတော့အုပ်ကကုမ္ပဏီပိုင်နဲ့ခမည်းဘာပိုင်မှမရှိဘူးဒီထဲကဘာမှယူလို့မရဘူးအဖိုးဦးချစ်မျိုးလုံးတွေမှိတ်သွားတယ်တစ်ချိန်လုံးကဒါအဖိုးမြေပဲသူတို့ရဲ့ရေတံတွေပိုကျလာတယ်ခမည်းမြေဟုတ်လားခမည်းဘသူလဲထင်နေလဲ ခမည်းကိုဖမ်းမယ်ရုတ်တရက်အဖိုးဦးချစ်ရဲ့မျက်နှာပေါ်ကိုလက်သီးတစ်ချက်ကြားရောက်လာတယ်သူ့ခန္ဓာကိုယိုင်တိုင်တိုင်ဖြစ်ပြီးနောက်ဖက်ကိုလဲကျသွားတယ်နာကျင်လို့မျက်ရည်ကျတာမဟုတ်ဘူးဘသူမှသူ့ကိုမယုံကြည်လို့ဒီတော့အုပ်ဟာသူ့ပိုင်ဆိုင်မှုဖြစ်ခဲ့တယ်လို့ဘသူမှလက်မခံကြလို့စိတ်မကောင်းဖြစ်ပြီးမျက်ရည်တွေဆိုးလာတာအဖိုးဦးချစ်ရဲ့ထင်းနှုံးတွေပြန့်ကျဲကြကုန်တယ်သူ့ကို လုံခြုံရေးတွေကကျိုးနေချီပြီး ဖန်စီခေါ်ဆောင်သွားကြတယ်တကယ်ကိုထိတ်တန်းရာဇဝတ်သားတဦးလိုဆွဲခေါ်သွားကြတာဘသူမှမမြင်ကျင်တော့တဲ့လူတယောက်လိုပဲလေပြင်းတွေတိုက်ခတ်လာတဲ့လေဟာသူ့ဘဝဆုံးရှုံးသွားတဲ့ဒီအဖိုးကိုအတွက်ငိုကြွေးနေတယ်လို့ပဲဒါပေမဲ့ဘသူမှမသိဘူးသူတို့ဖန်စီခေါ်ဆောင်သွားတဲ့ဒီလူဟာတစ်ချိန်လုံးကဒီတော့အုပ်ရဲ့ပိုင်ရှင်စစ်စစ်ဆိုတာကို သူတို့ခိုးယူထားတဲ့ဒီမြေရဲ့ပိုင်ရှင်ဆိုတာကိုတရားရုံးခန်းထဲမှာ ပိန်ချုံနေတဲ့အဖိုးဦးချစ်ဟာလက်ပြန်ကျိုးတုပ်လေးရဲ့တရားရုံးခန်းထဲမှာရက်နေတဲ့ခြေထောက်ကလည်းခြေပလာနဲ့ပဲရုံးခန်းကအေးဆက်ဆက်ဖြစ်နေတယ်ဘေးကလူတွေရဲ့ကဲရဲတဲ့စကားသံတွေကလည်းအဖိုးရဲ့နားထဲတိုးတိုးလေးဝင်လာတဲ့ခိုးတာဒါပထမဆုံးအကျိန်မဟုတ်တော့ဘူးအမြဲတမ်းခိုးနေကြဖြစ်မှတရားသူကြီးကတူနဲ့တစ်ချက်ခောက်လိုက်တယ်ဦးချစ်ခမားကိုကုမ္ပဏီပိုင်မီကနေတခိုးမှုနဲ့ဆွဲချက်တင်ထားတယ်ဘလို့များတုံ့ပြန်ခြင်းပါတလေ အဖိုးချစ်ကရှေ့တဲ့တဲ့ကိုစိုက်ကြည့်နေတယ်သူ့မျက်လုံးထဲမှာမျက်ရည်တွေဝဲနေတယ်ကြောက်လို့မဟုတ်ဘူးဒီတစ်ချိန်တုန်းကသူ့အိမ်ဖြစ်ခဲ့တဲ့နေရာမှာသူဟာသူစိမ့်တယောက်လို ဖြစ်နေရတဲ့အတွက်ခံစားချက်ပြင်းထန်လို့အရှင်တရားသူကြီးအဖိုးရဲ့အတန်က တိုးလွန်းလို့မကြားတကြားဖြစ်နေတယ်ကျွန်တော်မခိုးပါဘူးသူစကားတွေကတရားရုံးခန်းထဲကလူတွေအတွက်ရေးစရာဖြစ်နေတယ်သူတို့တွေကတယောက်ကမခိုးဘူးတဲ့ခိုးနေတာကို မျက်မြင်ကိုတွေ့ဖမ်းမိတာကိုများ ယူနီဖောင်းဝတ်အမျိုးသားတဦးရှေ့ကိုတက်လာတဲ့သူဟာကုမ္ပဏီလုံခြုံရေးဝန်ထမ်းတဦးအဖိုးဦးချစ်ကိုဖမ်းခဲ့တဲ့သူပဲအရှင်တရားသူကြီးဒီအဖိုးကိုတောထဲမှာလှည့်ပတ်နေတာကိုကျွန်တော်တွေ့ခဲ့တယ်ပထမတော့လမ်းမဝင်လာတယ်လို့ထင်ခဲ့တာပြီးတော့သူ့လက်ထဲမှာတစ်တွေတွေးမှသခိုးမှန်းတီးခဲ့ရတာကျွန်တော်တို့အရင်ကလည်းသတိပေးဘူးပါတယ်ဒါပေမဲ့သူကအေးမဆိုင်ဘူး အဖိုးကခိုးယူတာအမြဲတမ်းလိုလိုလုပ်နေကြလားတရားသူကြီးကမေးလိုက်တယ်။လုံချုံရေးဝန်တန်းကယုံကြည်မှုရှိရှိခေါင်းကြီးပြတယ်မှန်ပါတယ်။တော်ပြီတရားလိုဘက်ကဆက်ပြောပါတရားသူကြီးကအတန်ကျယ်ကျယ်နဲ့ပြောလိုက်တယ်လူတွေရဲ့စူညံတန်တွေ ပိုကျဲလာတယ်တရားရုံးခန်းတွေက လူတွေက အဖိုးချစ်ကိုအပြစ်ရှိတယ်လို့မှတ်ယူနေကြပြီ။ရှင်နေကအဖိုးချစ်စီလျှောက်လာတဲ့သူ့မျက်လုံးတွေက ဒီအမှုကိုအနိုင်ယူမယ်ဆိုတဲ့ယုံကြည်ချက်အပြည့်နဲ့ဘူးချစ်ခမားယူတဲ့တစ်တွေကခမားပိုင်နေဆိုတာတသက်ပြနိုင်တဲ့အထောက်ထားရှိပါသလားအဖိုးချစ်ကရှေ့နေစားပွဲကိုကြည့်လိုက်တယ်နက်နက်ရှိုင်းရှိုင်းတပြင်းချလိုက်ပြီးတိုးတိုးလေးပြောလိုက်တယ်အဲ့ဒါကုမ္ပဏီပိုင်တင်မဟုတ်ပါဘူးတစ်ပင်ပေါ်ကနေသူ့ဘာသာသူ ပြုတ်ကြလာတဲ့တစ်တွေပါ အဖိုးကကို့ဘာသာကိုတုံးဖို့ပဲယူလာပါရှင်းနေကခပ်ပြုံးပြုံးလေးရေလိုက်တယ် အပြစ်ရှိသူက ကိုယ်တိုင်ဝန်ခံနေပါပြီပြုတ်ကြတဲ့တစ်ဖြစ်နေဦးတော့ဒါကကုမ္ပဏီပိုင်မြေပေါ်ကပါခွင့်ပြုချက်မရှိပဲယူရင်ခိုးမှုပဲဖြစ်ပါတယ်တရားရုံးသားတွေကလူတွေကရှေ့နေစကားကိုသဘောတူကြတယ် ူတို့ရဲ့အကြည့်တွေက အဖိုးဦးချစ်ကိုအထင်မြင်သေးတဲ့အကြည့်တွေအဖိုးဦးချစ်ကတိတ်ဆိတ်စွာထိုင်နေတယ်သူပါပဲပြောပြောဘယ်သူမှယုံမှာမဟုတ်ဘူးဆိုတာသူသိနေပြီသူ့အတွက်ဒီတရားရုံးခန်းဟာအမှန်တရားကိုရှာဖွေတဲ့နေရာ မဟုတ်ဘူးအာကြည့်သူတွေက အားနေသူတွေကို ခြေမုံးတဲ့နေရာပဲမမျောလင့်တော့တတ်သေးခံမင်္ဂလာပါအရှင်တရားသူကြီးကျွန်တော်ဦးဘွယ်ရွှေပါ လူငယ်တယောက်ရှေ့ကိုတက်လာတဲ့အဖိုးဦးချစ်ကိုအကူအညီပေးဖို့ရောက်လာတဲ့ရွာသားတယောက်ပဲရှေ့နေအဖွဲဝင်မဟုတ်ပေမဲ့တရားရုံးမှာပထမဆုံးအကြိမ်ဝင်ရောက်ခွင့်ရခဲ့တဲ့တရားသူကြီးကသူ့ကိုမယုံသင်ကကြည်လိုက်တယ်။ခင်ဗျားဘသူလဲဘာဖြစ်လို့ဒီအမှုမှာပါဝင်တာလဲ။ကျွန်တော်ကဒီအမှုအတွက်ထောက်ထားရှာဖွေပေးဖို့တာဝန်ယူရတဲ့သူပါ။ရှေ့နေကလှောင်ပြောင်ပြီးအထောက်ထားဟုတ်လားဘလို့လူမျိုးလဲ။ ဥပရွှေကသူ့လက်ထဲကစာရွက်စာတမ်းတွေကိုတရားသူကြီးကိုလေးလေးဆန်းဆန်းကမ်းပေးလိုက်တယ်။အရှင်တရားသူကြီးဒီစာရွက်စာတမ်းတွေကအဖိုးဦးချစ်ရဲ့ငွေမြေပိုင်ဆိုင်မှုစာချုပ်တွေပါ အဖိုးဦးချစ်ကဒီမြေရဲ့ငွေပိုင်ရှင်ဖြစ်တယ်ဆိုတာတသက်ပြထားတဲ့အထောက်အထားတွေပါ။တရားရုံးခန်းထဲမှာတိတ်ဆိတ်သွားတဲ့ရှေ့နေကအံအားတင်သွားတဲ့ကုမ္ပဏီကိုယ်စားလှယ်ကမယုံကြည်နိုင်စွာခေါင်းခါပြတယ် အရှင်တရားသူကြီးဒီထောက်ထားကအတူယောင်ဖြစ်မှာပါဘလို့လို့ဒီလိုအသက်ကြီးတဲ့သူကဒီလိုမျိုးမျိုးကိုပိုင်ဆိုင်မှာလည်းမဖြစ်နိုင်ဘူးဥပရွှေက ရှေ့နေကို ပြန်ကြည့်ပြီးပြောလိုက်တယ်မဖြစ်နိုင်တာလားဒါမှမဟုတ် ခမရတို့ကုမ္ပဏီရဲ့အကျိုးစီးပွားနဲ့မကိုက်ညီလို့လားပြီးတော့ကုမ္ပဏီကိုယ်စားလှယ်ကိုပြန်ကြည့်ပြီးဆက်ပြောတယ်ခင်ဗျားတို့ကဒီမျိုးကိုတရားဥပဒေမဲ့လူယူထားတာပါတရားရုံးက ဒီအချက်ကိုလစ်လျူရှုမယ်ဆိုရင် ကျွန်တော်ကကုမ္ပဏီကိုမြေယာလူရဲမှုနဲ့တရားစွဲဆိုပါမယ်။တရားသူကြီးကသူ့လက်ချောင်းတွေနဲ့စာရွက်စာရမ်းတွေကိုခေါက်လိုက်တယ်။ဒီစာရွက်စာရမ်းတွေက တကယ်ကိုအားကောင်းတဲ့ထောက်ထားတွေပဲဒါပေမဲ့ဘာဖြစ်လို့အခုမှထွက်လာတာလဲဒီလောက်အချိန်ကြာအောင်ပိုင်ရှင်စစ်စစ်ကတော့ဒီမြေကသူ့နာမည်နဲ့ရှိနေသေးတယ်ဆိုတာမသိခဲ့ဘူး။တရားရုံးခန်းပြောင်းနေသွားတယ်တချို့ရွာသားတွေက ပြန်လည်စဉ်းစားမိကြတယ်ကုမ္ပဏီကမြေတွေမသိမ်းယူခင်တုန်းကပိုင်ရှင်အဖိုးကိုတယောက်ပျောက်သွားတာကို သူတို့မှတ်မိကြတယ်အခုတော့အဲ့ဒီလူက သူတို့ရှေ့မှာထိုင်နေတယ်အရှင်တရားသူကြီးဒါရီမန်နေဦးတော်လဲအဖိုးကခွင့်ပြုချက်မရှိဘဲတည်ယူတာပဲရှေ့နေကပြောလိုက်တယ်ဦးဘရွှေကခေါင်းခါပြတယ်ကို့မြေကိုခိုးတယ်ဆိုတာဘလို့လို့ဖြစ်နိုင်မှာလဲ တရားသူကြီးကစာရွက်စာတမ်းတွေကိုတစ်ခါပြန်ကြည့်လိုက်တဲ့မျက်နာကတီလာတဲ့စာရွက်တွေကိုစပွဲပေါ်တင်လိုက်ပြီးရှေ့နေကိုကြည့်လိုက်တယ်။ကုမ္ပဏီဘက်ကဒီမေကိုအဖိုးဦးချစ်စီကတရားဝင်ဝယ်ယူခဲ့တယ်ဆိုတော့အထောက်အထားစာရွက်စာတမ်းတွေရှိပါသလား။ရှေ့နေတိတ်ဆိတ်သွားတယ်။သူကခုနကတက်တေခံနဲ့လုံခြုံရေးဝန်ထမ်းကိုလှမ်းကြည့်လိုက်တယ်။သူကတော့စိတ်မချမ်းမသာဖြစ်နေပုံရတယ်။ ကုမ္ပဏီမှာတော့အထောက်အထားတွေရှိပါတယ်အရှင်တရားသူကြီးတရားသူကြီးကတူတူနဲ့တစ်ချက်ခောက်လိုက်တယ်တကယ်ရှိတယ်ဆိုရင် ကျွန်တော်မြင်ခြင်းနဲ့ဦးချစ်ခမည်းကောင်းညိတာကဒါခမည်းမြေဆိုတာကိုလက်ခံလိုက်တာလားတရားသူကြီးကမေးလိုက်တယ်အဖိုးဦးချစ်ကသူ့မျက်နာပေါ်ကမျက်ရည်တွေကိုတုပ်လိုက်ပြီးခေါင်းကြီးပြတယ်သူ့အတန်ကတုံရင်နေတယ် မှန်ပါတယ်အရှင်တရားသူကြီးအဖိုးကဘာမှမသိခဲ့ရဘူးဒီမြေကအဖိုးနာမည်နဲ့ရှိနေသေးတယ်ဆိုတာမသိခဲ့ဘူးသူ့စကားတွေဆက်ပြီးတိုးတိုးလေးထွက်လာတယ်တစ်ချိန်လုံးက အဖိုးကလေသမားတယောက်ပါဒီမြေပေါ်မှာကိုဘာသာကိုစိုက်ပျိုးစားတောက်ခဲ့တာရွာသားတွေကဒီမြေကသူတို့ပိုင်တယ်လို့ပြောတဲ့အခါအဖိုးကဘာစာရွက်စာရမ်းမှမဖတ်တတ်ဘူးသူတို့ပေးတဲ့စာရွက်ပေါ်မှာလက်မှတ်ထိုးလိုက်ရတာ။ သူကနက်နက်ဆိုင်ဆိုင်တပြင်းချလိုက်တဲ့သူ့အတန်က ပိုပြီးတိုးလာတယ်။သူတို့ကအဖိုးထွက်သွားရမယ်လို့ပြောတယ်။ဒီမြေပေါ်မှာနေပိုင်ခွင့်မရှိတော့ဘူးလို့ပြောတယ်။အဖိုးအိမ်ဆုံးရှုံးခဲ့တယ်။လယ်ရီဆုံးရှုံးခဲ့တယ်။အဖိုးထွက်သွားရုံပဲတက်နိုင်ခဲ့တယ်။ ရှင်းနေကုမ္ပဏီကဒီမြေကိုတရားဝင်ဝယ်ယူခဲ့ရဆိုတဲ့တတ်သေးကံထောက်ထားရှိပါသလားတရားသူကြီးကထပ်မေးလိုက်တယ်ဒီတခါတော့အတန်ကပိုပြီးပြက်သားတယ်ဦးချစ်စီကဒီမြေကိုဥပဒေနဲ့အညီဝယ်ယူခဲ့ရဆိုတဲ့အထောက်ထားရှိပါသလားရှင်းနေကတရွေးမြို့ချလိုက်တယ်ကျွန်တော်တို့ထပ်မံစစ်ဆေးဖို့လိုအပ်ပါတယ်အရှင်တရားသူကြီးဦးဘရွှေကခပ်ပြုံးပြုံးလေးရေလိုက်ပြီးရှေ့ကိုတက်လာတယ် အရှင်တရားသူကြီးကျွန်တော်တို့အဖြေကိုသိပြီးပြီလို့ထင်ပါတယ်။ရှင်နေက သူ့ကိုမျက်စိစူးစူးနဲ့ကြည့်လိုက်တဲ့တတ်တေမရှိပဲခမားကဘလို့လောက်ကောက်ချက်ချနိုင်ပါလဲ။ဥပရွှေကခေါင်းကြီးပြတယ်မှန်ပါတယ်။ဒါကြောင့်တတ်တေတွေကိုကြည့်ကြရအောင် ကုမ္ပဏီကတကယ်ပဲတရားဝင်မြေပိုင်ဆိုင်မှုစာရွက်စာတမ်းတွေရှိတယ်ဆိုရင်အခုပြပါ။ တရားသူကြီးကတူနဲ့တစ်ချက်ခေါက်လိုက်တဲ့ရှေ့နေဘက်ကိုဒီနေပိုင်ဆိုင်မှုအထောက်အထားတွေတင်ပြဖို့24နာရီအချိန်ပေးလိုက်မယ်အထောက်အထားမရှိဘူးဆိုရင်တရားခံဦးချစ်ကို တရားစွဲဆိုထားတဲ့အမှုဟာအလိုလျောက်ပယ်ဖျက်လိုက်မယ်အဖိုးဦးချစ်ဟာတရားဝင်မြေပိုင်ရှင်အဖြစ်သတ်မှတ်ပါတယ်ဆုံးရှုံးမှုနဲ့စိတ်ပိုင်းဖြတ်မှုတရားရုံးခန်းထဲမှာစူညံတန်တွေပြန်ထွက်လာတဲ့အဖိုးဦးချစ်မျိုးလုံးတွေကတောက်ပြောင်နေတယ် ဒါပေမဲ့သူ့စိတ်ထဲမှာတော့ဝမ်းနည်းမှုတွေပြည့်နေနေတုံးပဲမြေပြန်ရပေမဲ့ပျောက်ဆုံးသွားတဲ့အချိန်တွေကိုဘယ်တော့မှပြန်ရတော့မှာမဟုတ်ဘူး။တရားသူကြီးကတူနဲ့ထက်ခေါက်ပြီးဒီတရားရုံးခန်းကိုငါးစည်းဖြစ်စေတာမလို့ခြင်းဘူး။စူညံတန်တွေငြိမ်သွားတယ်တရားသူကြီးကကုမ္ပဏီကအမှုကိုရုတ်သိမ်းလိုက်ပြီးလို့တီးလိုက်တယ်သူတို့ဟာအဖိုးဦးချစ်လို့ရိုးသားတဲ့လယ်သမားတယောက်ကို မနိုင်ခဲ့ဘူးကုမ္ပဏီမှာအခုတော့အကြီးအကျယ်ပြဿနာတက်ပြီ။ အဖိုးချစ်ကို ရှေ့နေဘက်ကတရားဝင်ထောက်ထားမတွေ့မချင်းဖန်ဆီးခြင်းကန့်သက်ခြင်းအားလုံးကနေလွမြောက်စေရမယ်လို့ကျွန်တော်အမိန့်ပေးပါတယ်။တရားရုံးခန်းထဲမှာတိုးတိုးတိတ်တိတ်စကားသံတွေထွက်လာတဲ့ရှေ့နေကချက်ချင်းထရက်လိုက်တယ်။အရှင်တရားသူကြီးတရားခံကို ခွင့်ပြုချက်မရှိဘဲတည်ယူနေတော့မိထားတာပါဒီလိုပဲလှုပ်ပေးလိုက်လို့မရပါဘူး။ဦးမွှေကမျက်လုံးစူးစူးနဲ့ကြည့်ပြီးကိုမြေကိုခိုးယူတာဘလို့လုပ်ဖြစ်နိုင်မှာလဲ ရှင်းနေကလက်သီးဆုပ်ပြီးစပွဲပေါ်တင်လိုက်တဲ့အရှင်တရားသူကြီးဒီမြေပိုင်ဆိုင်မှုအခြေအနေကအငင်းပွားနေသေးပါတရားသူကြီးကခဏလောက်တိတ်ဆိတ်သွားပြီးအခြေအနေကိုစဉ်းစားလိုက်တဲ့နောက်ဆုံးတော့တက်ပြင်းချလိုက်တဲ့ကောင်းမီခိုးမှုဆွဲချက်ကမြေပိုင်ဆိုင်မှုနဲ့ဓာတ်ရိုက်သက်ဆိုင်နေပြီးအခြေအနေကမရှင်းသေးတဲ့အတွက်တရားခံကိုအပြစ်ရှိတယ်လို့မယူဆနိုင်သေးဘူးဒါကြောင့်နောက်တည့်ရက်ဆက်လက်စစ်ဆေးဖို့ဆုံးဖြတ်လိုက်တယ် အဖိုးချစ်က ဖြည်းဖြည်းချင်းခေါင်းမော့လိုက်တယ်သူ့မျက်လုံးထဲမှာမျက်ရည်တွေစိုနေတယ်ဒါပေမဲ့ဒါကဝမ်းနေလို့မဟုတ်တော့ဘူးပျော်ရွှင်လို့သူ့ဘဝမှာပထမဆုံးအကြိမ်တရားမျှတမှုအတွက်အခွင့်အရေးရခဲ့ပြီတရားရုံးခန်းထဲကထွက်လာချိန်မှာ ဥပရွှေက သူ့ကိုပခုံးဖတ်ထားတယ်အဖိုးဦးချစ်ကိုအပြစ်ကလွမြောက်ပြီးဒါပေမဲ့သူ့မှာမဖြေရှင်းနိုင်သေးတဲ့မိကွန်းတစ်ခုရှိနေတယ်သူတကယ်ပဲလက်ထိတ်မပါပဲဒီနေရာကနေထွက်ခွာနိုင်ခဲ့ပြီလား ဒါပေမဲ့သူသိတယ်ဒီတိုက်ပွဲကမပြီးသေးဘူးဘသူမှယုံကြည်မှာမဟုတ်တဲ့ရှေလျားတဲ့ခရီးတစ်ခုပဲ။ဦးဘရွှေကအဖိုးဦးချစ်ကို သူ့အိမ်ခေါ်လာခဲ့တယ်။သူတို့မြေပိုင်ဆိုင်မှုစာရွက်စာရန်တွေကိုကြည့်နေကြတယ်။အဖိုးဒီစာရွက်တွေအရဒီမြေကအဖိုးပိုင်တာအမှန်ပဲကုမ္ပဏီကအဖိုးစီကနေဘာရော်ကြေးမှမပေးဘဲတရားမဝင်လူယူထားတာသူတို့ကအင်အားနဲ့ဩဇာကိုပဲတုံးပြီးအဖိုးကိုမောင်းထုတ်ခဲ့တာ။ အဖိုးချစ်က သူ့လက်ချောင်းတွေဆုပ်ထားတယ်။အဖိုးကကိုကိုကိုအပြစ်တင်ခဲ့တယ်၊ကိုက အမားလုပ်ခဲ့တယ်၊ကိုပိုင်ဆိုင်မှုတွေကို မကာကွယ်နိုင်ခဲ့ဘူးလို့ထင်ခဲ့တာ။အဖိုးချစ်ရဲ့အတန်က တုံရင်နေတယ်၊အဖိုးအိမ်ဆုံးရှုံးခဲ့တယ်၊ဇနီးတွေကို ဆုံးရှုံးခဲ့တယ်၊အရာရာကိုဆုံးရှုံးခဲ့တယ်ဒီလိုလုပ်ခဲ့တဲ့သူတွေကို အဖိုးဘလို့မှခွင့်မလွတ်နိုင်ဘူး။ဘူဘရွှေတိတ်ဆိတ်သွားတယ်သူတိတယ်ဒါကအဖိုးချစ်ရဲ့ဇလန်းတစ်ခုတည်းမဟုတ်ဘူး တစ်ချိန်လုံးကဒီလိုမတရားမှုမျိုးကိုခံစားခဲ့ရသူတွေအများကြီးရှိခဲ့တယ်။တရားမျှတမှုကိုတကယ်ပြန်ရယူနိုင်မလားအဖိုးဦးဘရွှေကသူ့အတန်ကိုထိန်းချုပ်ဖို့စ조사ပြီးမေးလိုက်တယ်။အဖိုးချစ်ကခေါင်းကြီးပြတယ်သူတို့လုပ်ခဲ့တာတွေကိုပြန်ရမယ်။ဦးဘရွှေလက်သီးဆုပ်လိုက်တယ်သူသိတယ်ဒါကမတရားဘူးကို့အမားကြောင့်မဟုတ်ပဲမတရားမှုကြောင့်အရာရာကိုဆုံးရှုံးခဲ့ရတာထက်ပိုနာကျင်စရာဘာမှမရှိဘူး။ အဖိုးဦးချစ်ကတပြေးရှည်ကြီးချလိုက်ပြီးမှခပ်ပြုံးပြုံးလေးရေလိုက်တယ်ဒါပေမဲ့အဲ့ဒီအပြုံးကနာကျင်မှုတွေနဲ့ပြည့်နေတယ်အဖိုးကအဲ့ဓာတွေကို ပြန်သိမ်းပိုက်နိုင်ပေမဲ့ဒီချိန်တွေဘယ်တော့မှ ပြန်မရနိုင်တော့ဘူးဦးပွှေသူ့ကိုမယုံသင်ကကြည့်လိုက်တယ်အဖိုးကဘာကိုဆိုလိုတာလဲ အပြင်ဘက်မှာလေပြင်းတွေ ပိုတိုက်ခတ်လာတယ်။အဲဒီညကအဖိုးဦးချစ်အတွက်ဆုံးရှုံးမှုတွေနဲ့ပြင်းထန်နေတဲ့နှစ်ပေါင်းများစွာရဲ့အဆုံးသက်ဖြစ်ခဲ့တယ်။မင်းက်ဖြန်ကသူ့အတွက်မျော်လင့်ချက်တွေတည်ဆောင်လာနိုင်မလား။အောင်ပွဲခံခြင်းနဲ့အနာဂတ်နောက်တနည်းနနဲ့တရားရုံးခန်းထဲမှာအဖိုးဦးချစ်က သူ့ထိုင်ကုန်မှာထိုင်နေတယ်။ဦးဝှက်ရွှေက သူ့ဘေးမှာရက်နေတယ်သူ့မျက်လုံးတွေက ရှေ့နေစားပွဲကိုစူးစူးဆိုက်ဆိုက်ကြည့်နေတယ်ကုမ္ပဏီဘက်ကတင်းမာနေပုံရတယ်မနေ့ကယုံကြည်မှုအပြည့်နဲ့ရှေ့နေဟာအခုတော့နည်းနည်းစိတ်မချမ်းမသာဖြစ်နေပုံရတယ်သူကလက်ထဲမှာအညိုရောင်ဖိုင်တွဲကိုကင်ထားပေမဲ့ချက်ချင်းမဖွင့်သေးဘူးတရားသူကြီးကတူနဲ့ခေါက်လိုက်တယ်ကျွန်တော်တို့ဆက်လက်စစ်ဆေးမယ်ရှေ့နေဘက်ကတောင်းဆိုထားတဲ့မြေပိုင်ဆိုင်မှုအထောက်အထားတွေယူလာခဲ့ပါသလား ရှေ့နေကချောင်းခန့်လိုက်တဲ့ရှေ့ဆုံးခုံမှာထိုင်နေတဲ့ကောင်းမွန်တဲ့ရဲစွာဝစ်စင်ထားတဲ့ကုမ္ပဏီကိုယ်စားလှယ်ကိုလှမ်းကြည့်လိုက်တဲ့ထိုလူကသူ့ကိုမျက်လုံးဆူးဆူးနဲ့ကြည့်ပြီးချက်ချင်းပြောဖို့အချက်ပြလိုက်တဲ့ရှေ့နေက တုံဆိုင်စွာနဲ့ပဲဖိုင်တွဲကိုဖြွင့်လိုက်တယ်အရှင်တရားသူကြီးကုမ္ပဏီရဲ့မှတ်တမ်းတွေကို ပြန်စစ်ဆေးပြီးနောက်မှာဒီမည်နဲ့ပတ်သက်တဲ့အယောင်းဝယ်စာရွက်စာတမ်းတချို့ကိုကျွန်တော်တို့တွေ့ရှိခဲ့ပါတယ် ဒါပေမဲ့တရခန်လက်မှတ်ထိုးထားတဲ့ငွေပေးချေမှုဒါမှမဟုတ်အယောင်းဝယ်စာချုပ်စာရန်တွေကိုတော့ရှာမတွေ့ခဲ့ပါဘူး။တရားရုံးခန်းထဲမှာရုတ်တရက်ဆူညံသွားတယ်။တရားသူကြီးက တူနဲ့ခောက်လိုက်တယ်။ဒါဆိုခမည်းတော်ကုမ္ပဏီကဒီမျိုးကိုဦးချစ်စီကနေတရားဝင်ဝယ်ယူခဲ့တယ်ဆိုတော့အထောက်ထားမရှိဘူးပေါ့။ရှင်းနေကတပြင်းချလိုက်တယ်အရှင်တရားသူကြီး။ တရားရုံးခန်းထဲကတီးတိုးတန်တွေပိုကျလာတယ်။မင်းကအဖိုးချစ်ကိုကဲရဲခဲ့တဲ့ရွာသားတချို့ကအခုတော့သူ့ကို လေးလေးစားစားနဲ့ကြည်နေကြပြီးသူတို့ကမှန်တာကို ပြောချင်ကြပြီ။အရှင်တရားသူကြီးဒီချက်ကဒီမီဟာအဖိုးချစ်နာမည်နဲ့ပဲရှိနေသေးတယ်ဆိုတာကို ဆိုလိုတာပဲ။သူဘယ်တော့မှမယောင်းခဲ့ဘူး။ဥပရွှေကအတန်ကျယ်ကျယ်နဲ့ပြောလိုက်တယ်။တရားသူကြီးကခေါင်းကြီးပြလိုက်တယ်။ရှေ့နေဘက်က တင်ပြတဲ့ဆွဲချက်အားနည်းချက်တွေအရဥချက်ပေါ်တရားစွဲဆိုထားတဲ့ခိုးမှုဆွဲချက်ကိုပယ်ဖျက်လိုက်ပြီးဥပရွှေစိတ်သက်သာရရသွားတယ်ဒါပေမဲ့သူ့ဘေးကအဖိုးဥချက်ကတော့တိတ်ဆိတ်စွာထိုင်နေတော့မဲသူနိုင်ခဲ့ပြီးဒါပေမဲ့သူ့စိတ်ထဲမှာဘာကြောင့်ပဟေရိဆန်စွာလစ်ဟာနေတာလဲတရားသူကြီးကဆက်ပြောတယ်ထို့အပြင်ဒီမြေပိုင်ဆိုင်မှုကိုမူရင်းပိုင်ရှင်ထံပြန်လည်ပေးအပ်ဖို့အတွက်အမိစာထုတ်ပြန်ပေးပါမယ် အားလုံးရဲ့မျက်လုံးတွေက အဖိုးဦးချစ်ကိုစူးစိုက်ကြည့်နေကြတယ်။သူ့ကောင်းကင်ထားတယ်။လက်နှစ်ဖက်က သူ့ပေါင်းဘီဆကိုကြစ်ကြစ်ဆုပ်ထားတယ်။နှစ်ပေါင်းများစွာကြာပြီးနောက်ဒီမေက သူ့စီပြန်ရောက်လာခဲ့ပြီးဒါပေမဲ့အခုတော့သူက အဖိုးအိုတူသားသူ့အိမ်ဆုံးရှုံးခဲ့တယ်။မိသားစုကိုဆုံးရှုံးခဲ့တယ်။သူ့ဘဝကိုဆုံးရှုံးခဲ့တယ်။အခုကြံနေတာကတော့သူ့အတွက်ဘာမှအတိတ်ပဲမရှိတော့တဲ့မြေကွက်လက်တစ်ခုပဲ။ တရားရုံးဝင်းနောက်မှာအဖိုးဦးချစ်ကငြိမ်သက်စွာရက်နေတယ်သူမငိုဘူးသူဒီတိုင်းရက်နေတယ်သူ့စိတ်ထဲကခံစားချက်အားလုံးကဘယ်ကိုစီးဆင်းရမှန်းမသိတဲ့ရွယ်ဝဲကြီးတစ်ခုလိုပဲသူ့အတွင်းထဲမှာလဲပတ်နေတယ်ဥပရွှေကသူ့အနားကို မျောလင်းချက်အပြေးနဲ့ရှောက်လာတယ်အဖိုးအားလုံးပြီးသွားပြီးအဖိုးမြေတွေအဖိုးစီပြန်ရောက်လာပြီးကျွန်တော်တို့နောက်ထပ်စာရွက်စာတန်းတွေထပ်လုပ်ပြီးဘသူမှထပ်ပြီးမလူယူနိုင်အောင်လုပ်နိုင်တယ် အဖိုးချစ်ကမဖြေဘူးသူက သူ့ခြေထောက်အောက်ကညီကြီးကိုပဲကြည်နေတယ်ပျောက်ဆုံးသွားတဲ့အရာတစ်ခုကိုရှာနေတယ်လို့ပဲဥပရွှေကသူ့ကိုအားပေးဖို့ဆက်ပြောတယ်အဖိုးအဲ့ဒီမှာအိမ်ပြန်ဆောက်လို့ရတယ်ကျွန်တော်လည်းအတက်နိုင်ဆုံးကူညီပေးမယ်အဖိုးချစ်ကခေါင်းမော့လိုက်တယ်ပထမဆုံးအချိန်သူ့နှုတ်ခမ်းဖျားကအပြုံးတစ်ခွင်ထွက်ပေါ်လာတယ်အဲ့ဒီအပြုံးကမျိုးမိန်ပြီးဝမ်းနေနေပုံရတယ်အဖိုးကတက်ပြေးရှည်ကြီးချလိုက်တယ် သူ့အတန်ကအာရင်ချိုးတက်ပြီးလှိုက်လဲနေတယ်။အဖိုးကထက်ဆဖို့အတွက်အရန်အိုနေပြီးအခုဒီမီရီကအဖိုးအတွက်ဘာသုံးဝင်မှလဲတစ်ချိန်လုံးကရှိခဲ့တဲ့အိမ်လဲပြောင်းနေပြီးအဖိုးရဲ့ဇနီးလဲမရှိတော့ဘူးအဖိုးကိုစောင့်မျှော်နေမဲ့သူမရှိတော့ဘူး။ဦးပွှေသူ့ကိုကြည်လိုက်တယ်ဒါပေမဲ့ဒီတခါတော့သူ့စိတ်ထဲကစကလုံးတွေကသူ့လေချောင်းထဲမှာပိတ်ဆို့နေတယ်သူဘာမှမပြောနိုင်ဘူး ဒီအဖိုးကိုဟာ မျောလင်းချက်တွေဘဝဆက်လျှောက်ဖို့အင်အားတွေဆုံးရှုံးနေပြီဆိုတာသူသိတယ်ဒါပေမဲ့သူဘာမှမပြောခင်အဖိုးဦးချစ်ကဆက်ပြောလိုက်တယ်အဖိုးဒီမီတွေကိုကိုယ်တိုင်ပိုင်ဆိုင်ချင်တာမဟုတ်ဘူးသူ့အတန်က တိုးလွန်းလို့လေတိုးတန်လိုပဲဖြစ်နေတယ်အဖိုးဒီမီတွေကို ပေးချင်တယ်ဥပရွှေအားတင်သွားတယ်အရာရာကို လူယူခံခဲ့ရတဲ့ဒီအဖိုးဦးဟာပေးကမ်းဖို့အတွက်စိတ်ကောင်းရှိနေသေးတယ်ဆိုတာသူမထင်မှတ်ထားဘူး အဖိုးသေးချာလားအဖိုးချစ်ကခေါင်းကြီးပြတယ်ဘာမှအသေးယူသွားလို့မရတဲ့အရာကို ပိုင်ဆိုင်နေလို့ဘာသုံးဝင်မှလဲအဖိုးဒီမြေတွေကို အဖိုးလိုပဲအိမ်မက်ရမယ်ဖြစ်နေတဲ့သူတွေအတွက်အိမ်လေးတစ်လုံးဖြစ်စေခြင်း ਨੇ ဥပရွှေမျက်ရည်တွေဆိုလာတယ်အဖိုးချစ်ဒီလိုပြောလိမ့်မယ်လို့သူမထင်ထားခဲ့ဘူးအဲ့ဒီညကအဖိုးရဲ့ဆုံးဖြတ်ချက်ကိုချခဲ့တယ်လက်စားချေဖို့မဟုတ်ဘူး ပျောက်ဆုံးသွားတဲ့အရာတွေကိုပြန်ရယူဖို့မဟုတ်ဘူးပိုင်ဆိုင်မှုတသက်ထက်ပိုကြီးတဲ့အရာတစ်ခုကိုပေးဖို့အတွက်လအနေငယ်ကြပြီးနောက်မှာတစ်ချိန်တုန်းကအတင်းအာရမတင်းယူခံရမလို့ဖြစ်ခဲ့တဲ့ဒီမျိုးပေါ်မှာရိုးရှင်းတဲ့အိမ်လေးတစ်လုံးပေါ်ထွက်လာခဲ့တဲ့ခန်းထားတဲ့အိမ်မဟုတ်ဘူးကြီးမားတဲ့ပြောင်ပြောင်လက်လက်အဆောက်အအုံမဟုတ်ဘူးဒါပေမဲ့အင်ချေမဲ့သူတွေအတွက်ရှင်တန်ဖို့အတွက်နေရာလိုအပ်နေသူတွေအတွက်ခိုးလုံရာတစ်ခုပဲ။ လူတွေကအခုတော့ဒီနေရာကိုဦးချစ်အိမ်လို့တီးကြတယ်။အိမ်ပြန်စရာနေရာမရှိသူတွေအတွက်အိမ်တလုံးနှစ်ပေါင်းများစွာတယောက်တည်းလို့ခံစားခဲ့ရပြီးနောက်မှာပထမဆုံးအကြိမ်သူအိမ်ပြန်ရောက်လာတယ်လို့ခံစားလိုက်ရတယ်။